င်နဲ့ဝင်နေတဲ့အင်လွမ်းစာပြည်သက်လေးရေးမင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့အင်လွမ်းစာစီစဉ်လေးမှာတော့တစ်ပလုတ်တုတ်လေးတုတ်စားကြမယ်နော်တစ်ပလုတ်ဆိုတာလွယ်လွယ်ရတတ်တဲ့စားစီရတော့မဟုတ်ပါဘူးရှင်ဒီတော့ရပြည်လဲစားငယ်ရည်နဲ့နီးတဲ့နေရာတွေကတစ်လုံးအစွဲဒီတွေကနေရတဲ့အကောင်လေးဖြစ်ပါတယ် တစ်ပလောက်ကိုဒီပုံတုံးပလောက်လို့လည်းခေါ်ကြပြီးတော့ဒဝေဘက်မှာတော့တစ်ပလောက်လို့ခေါ်ကြပါတယ်။အင်လဆာပြိသက်တည်းရဲ့ဒီတာမှာရောဘယ်လိုခေါ်ကြရဲဆိုတာကွန်မန့်လေးမှာရေးခဲ့ပါအောင်နော်။ပုံမှန်အချိန်ဆိုရင်ရဖို့မလွယ်တဲ့တစ်ပလောက်လေးတွေကိုဈေးထဲမှာဂျုံလို့ဝေခဲ့ပါတယ်။တစ်ပလောက်လေးကမတုံ့ရသေးဘူးပေါ့နော်။ဒီတိုင်းနေရင်တော့သူ့အနံ့လေးကိုကမှွေးနေရပါပဲရှင်။တစ်ပလုတ်တုတ်ကနေပောင်ဝင်ပစ္စည်းနည်းနည်းလေးနဲ့အိမ်မှာလွတ်လွတ်ကူကူလုပ်စားလို့ရပါတယ်ရှင်။ပောင်ဝင်ပစ္စည်းတွေဖြစ်တဲ့ကျစ်တုံတွေကိုခပ်ပပလေးလှပါမယ်။ ပြီးရင်တော့တမယာသီးလေးမယ်ချစ်တုံဖြူလေးကိုလည်းခက်ဆစ်ဆီလေးနေပေးပါမယ်နော် အနံ့လေးမွေအောင်လို့ပေါ့နော်ပြီးရင်တော့ငရုတ်သီးစိမ့်လေးနေပါမယ်အလုံးလေးပြီးပြီဆိုလို့ရှိရင်တော့တုပ်ဖို့အတွက်ကတစ်ပလုတ်သေးကိုထည့်လိုက်မယ်ပြီးရင်တော့တမယာရည်လေးညစ်ထည့်ပါမယ် အရသာမှုလေးအနေငယ်ထည့်မယ်။စားကောကတော့မြည်ကြည့်ပြီးတော့မှပေါ့နေမှထည့်မယ်ပေါ့နော်။အနက်လေးကတော့မှွေးနေရပဲရှင်။အရသာမြည်ကြည့်တာစားပေါ့နေရနဲ့နောက်ဆုံးမှစားထည့်ပါမယ်ရှင်။ ကြားကြပါအောင်ရှင်တစ်အနံ့တင်းတင်းလေးနဲ့အရန်ကိုမှစလို့ကောင်းတဲ့တစ်ပလုတ်တုပ်လေးပါရှင်ဒီလိုမတုတ်စားပဲနေလေဒီတိုင်းစားမယ်ဆိုလို့ရှင်လေစားလို့ကောင်းပါရဲ့ရှင်တစ်ပလုတ်အရသာချွတ်ချိုးလေးရဲ့တမယာသီးလေးနဲ့တုတ်ထားတာဆိုတော့အရသာချွတ်ချိုးချင်းချင်းလေးနဲ့နေပါတယ်သူ့ရဲ့အသားကစားလိုက်တာနဲ့တစ်ရဲ့အနံ့လေးကတော့ဝင်နေရပါပဲရှင်ပလုတ်ကနှစ်မျိုးရှိတယ်ပေါ့နော်တစ်လုံးထဲမှာနေတဲ့ပလုတ်နဲ့တဲထဲမှာနေတဲ့ပလုတ်ဆိုပြီးတော့လေနှစ်မျိုးလုံးကတော့အရသာတစ်မျိုးစီနဲ့စားလို့ကောင်းကြပါရဲ့ရှင်ကဲဒီကနေ့မှာတော့အရန်စားလို့ကောင်းတဲ့တစ်ပလုတ်တုပ်လေးကြည့်ပြီးတော့အိမ်နှက်ပြကြမယ်လို့မျှော်လင့် င်ပါတယ်နောက်ပတ်တွေမှာပြန်ဆောင်ကြမယ်နော်